ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များတင်းရဲဆက်နှစ်ကျိမြောင်နှစ်ဦးအကျိုးသရီတာကျွေးမွေးလှရန်ပွဲကိုဒီကနေ့မှရန်ကုန်မြို့ပပဲတန်းမြို့နယ်ရွှေပုံသာလမ်းရှိအတင်းယုံရှိမှကျင်းပခဲ့ပါထဲဒီကနေ့ကျင်းပတဲ့နှစ်ဦးအကျိုးသရီတာကျွေးမွေးလှရန်ပွဲနဲ့ပတ်သက်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအတင်းမှတွက်ဖက်သွင်းရေးမှုဦးဝေးချိုကအခုလိုပြောပြထားပါထဲလုံးလို့ကြပါဒီနေ့ကတော့အထူးသဖြင့်အားလုံးကိုအဆင်ပြေအောင် တားနိုင်တောင်းနိုင်အောင်လုပ်ပေးတာပေါ့တကူကတော့ဒါကောင်းတဲ့အချက်ပေါ့နောက်တစ်ချက်ကတော့ဥလိုကကုလိုငင်းငင်းလေးဖြစ်တဲ့အခါမှာသူကတိုက်ဆိုင်ပြီးတော့ဒီအချိန်မှာဒီလိုလောက်တာဥလိုအတွက်ကောင်းသလားသိုးသလားသူကပြန်ပြီးတော့တွက်ကြည့်တဲ့အခါမှာဥလိုကဒီဆန်တွေကိုလည်းအားလုံးချပြီးသွားပြီပြန်လဲနောက်ဆိုးလို့မရတော့ဘူးအဲ့တော့ဒါကိုဒီအကြက်တဲ့ကြားနေပြီးတော့ကောင်းမို့ပြရအောင်ဥလိုကကျွေးပွေးပေးရခြင်းဖြစ်ပါတယ်အားလုံးကတော့ကုလိုကုလိုအချိန်တွေကမျိုးမှာဒီလိုကျွေးနိုင်တာဆိုတော့ကုလိုကတော့ ဘလောက်ရတယ်ဆိုတာကြဘလို့မှကိုတန်ဖိုးဖြတ်လို့မရပါဘူးခေတ္တတွေကသူကအလွာတိတိရလာကြမှာပေါ့နော်သူကသူဟိုလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါ့လာပြီးတော့စားသုံးလို့စားသုံးကြတယ်ဆိုတာသူဒီငလင်းနဲ့ပတ်သက်ပြီးတော့ဒီတိုင်းဒေသကြီးဆိုအဖွဲ့မှာပြီးခဲ့တဲ့ဟွာလောက်ကတရဲနေရာအခုတို့သွားပြီးတော့၃၅၀သွားပြီးတော့ပြည့်ပြည့်ပါဘူးသူကသူသူကဒီအနေနဲ့ကတော့သူလိုအပ်တဲ့နေရာမှာအသုံးချလိမ့်မှာပေါ့နော်အခုကတော့သွားပြီးတော့သူတန်းတာတော့350ပြည့်ပါဘူး။ဟုတ်ကြတော့တိုက် ကိုလုံးဗမာပြည်မှာရှိတဲ့လူတွေအားလုံးလည်းစိတ်နှလုံးကတော့ဘလို့မှမလူညံ့ဘောတော့စိတ်ခံစားမှုတွေဒီအားလုံးရှိတာပေါ့တကယ်လို့များဓာကြီးကိုကြိုပြီးတော့သာသိကြရင်ဥတို့ဒီစတုဒီသာလည်းမကြွေးတော့ဘူးပေါ့ဥတို့ကရရှိတဲ့ငွေသိန်း145တိလောက်ကိုဒီငလင်ရတဲ့အသိနဲ့ဒေသတွေကိုစောစောသိသိသာသိကြရင်သွားပြီးတော့ဒီလိုက်ပါ အဆိုပါကျွေးမွေးလူရန်ဖွဲ့ကိုရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းမှတာဝန်ရှိသူများအပြင်အုတ်ချုံရဲ့အဖွဲ့အစည်းကဖိတ်ကြားထားသူတွေလည်းတက်ရောက်ကြပြီးဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။နှစ်ဦးအလှစုရီသားလူရန်ဖွဲ့မှစိတ်သားစက်သားဟင်းအပါဝင်ချစ်တီသမင်းဟင်းထွေနဲ့လူရန်ခဲတာဖြစ်ပြီးလာရောက်စားသုံးသူတွေနဲ့စီကားခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းအနေနဲ့နှစ်ဦးအကျိုးစရိတာကျွေးမွေးလှူဒန်းပွဲတော်ကိုနှစ်စဉ်ကျင်းပလေရှိပြီးဒီကနေ့ကျင်းပတဲ့ပွဲကားတော့ဆက်နှစ်ချိန်မြောက်ဖြစ်တယ်လို့သိရပါတယ်ရှင်။